အဘအဆုံးရမပေးဘူးတော့တန်ညိုတိကငါပြောပြတာငါတို့ကဆုံးတော့မပေးဘူးခုနဥရေရှိတယ်ဖြန်သေးပွဲရှိတယ်ဆွေးနေတာရှိတယ်ညံနေတာရှိတယ်ဒါသူတို့ပိုင်းလုံးရှင်လုံးမပိုင်းလဲလွတ်လပ်တော့သူတို့ပိုင်းလဲဆွေးနေညံတော့ရတို့တို့ပိုင်းလဲအပြေထွက်ဖို့လိုတယ်မှတ်တာရန်ကုန်တိုင်းလှိုင်တရာမြို့နယ်ကချင်းဤဖနက်ဆက်ယုံဆန္နာပြပွဲကိုစကောင်စီရဲ့အလုံသမားဒုတိယဝန်ကြီးလာရောက်ခဲ့ပေမယ့်တစုံတရာဖြည့်ရှင်းပေးသွားတာမျိုးမရှိဘူးလို့အလုံသမားတွေကပြောပါတယ် ဒုဝင်ကြီးဦးဝင်းရှိန်ရဲ့အဖွဲ့ဟာမေလ16ရက်နေ့မနက်ပိုင်းမှာလောက်ခလာစာတုံးမြင့်ပေးဆန္ဒပြတောင်းဆိုနေတဲ့အလုပ်သမားတွေစီကိုလာရောက်ခဲ့တာဖြစ်ပြီးသူတို့အနေနဲ့ဘာမှမလုပ်ပေးနိုင်ကြောင်းနဲ့အလုပ်ကိုပုံမှန်ပြန်လုပ်ဖို့ပြောဆိုခဲ့တယ်လို့အလုပ်သမားတွေကပြောပြပါတယ်။အားမမလို့ရအဲ့ဒီအလုပ်သမားအတွင်းဝင်ရလာရောမှရလာတဲ့အချိန်မှာသူတို့ကသူတို့ကသိတယ်မလားသူတို့ကခေတ္တရပါသူတို့ရသူကပြည်သူတွေပါ သူတို့နာမည်ရပြီသူတွေပါအကုန်လုံးသူတို့ mix ဆက်သွားအောင် mix ဆက်ပြီးတော့အဝန်ထမ်းတွေဘောနော်ဘာမှသူတို့မပြောပါဘူးသူတို့ဘာသာသူတို့ mix ဆက် mix ဆက်ပြီးတော့အဲသူတို့ကဘာမှလုပ်ပြီးလို့မရဘူးဘောအမရဲ့လုပ်ပြီးလို့မရဘူးလုပ်ပြီးလို့မရတဲ့အခါကျတော့ဝန်ထမ်းတွေကအချိန်ဝန်ထမ်းတွေကိုအလုပ်ကိုပုံမပြန်လုပ်သူတို့ဘက်ကလည်းသူတို့ကလည်းသူတို့စဉ်းစားပြီးလိမ့်မယ်အဲ့ဒီဟာပဲပြောရတာအဲ့ဒါဝန်ထမ်းတွေကဘာလို့ဘာမှမပြောတာလဲပေါ့နော်ဘာမှသူကမပြောဘူးဆိုတော့အဲ့ဒီတို့ဝန်ထမ်းတွေကအဒီအကြေးတယောက်ကသူ့ထားမိရော ကျွန်တော်တို့ဝင်တဲ့နေရာရဲ့အခြေတီတီကြကြ result တစ်ခုပေါက်ပြီးခြင်းနေပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာသူကဘာပြောလဲဆိုအဲ့ဒါသူများမဆိုင်ပါဘူးပြည့်သူပြောလို့လည်းမရဘူးဒါစက်ယုံတွေပဲဆိုင်နေစက်ယုံတွေပဲဆွေးနွေးပါဆိုပြီးတော့သူကအဲ့လိုသူ့ကိုထားခဲ့ပြီးတော့ပြန်ပြန်သွားပဲပြန်သွားတယ်ကဘာကျော်အမရစိတ်ဖြစ်တဲ့ Adidas အတွက် ဖနက်တွေထုတ်လုပ်ပေးနေတဲ့ချမ်းကြီးဖနက်ဆက်ရုံမှာအလုသမား6000ကျော်ဟာတရက်လုံအားက12000ကျပ်ပေးဖို့စန္ဒပြနေကြတာဖြစ်ပါတယ်။ဆက်ရုံဘက်ကတရက်လုံအားကကိုတွန်းမြင်ပေးတာမျိုးမဟုတ်ပဲအရင်ပေးနေတဲ့ထောက်ပံ့ကြီး400ကျပ်ကို900တွပြီး1300ပေးပေမဲ့အလုသမားတွေကသဘောမတူကြပါဘူး။တရက်လုံအားကတိုးမှသာအချိန်ပိုကြီးဟာလည်းလိုက်ပြီးတိုးလာမှဖြစ်တဲ့အတွက်အလုသမားတွေဘက်ကတရက်လုံအားကကိုပဲတိုးပေးဖို့တောင်းဆိုနေကြတာပါ။ Adidas ရဲ့ထုတ်ကုန်တွေဟာကမ္ဘာဈေးကွက်မှာဒေါ်လာရာခိုင်နှုန်းဝန်းကျင်ကနေထောင်ကျော်အထိတန်ဖိုးမြင့်ထုတ်ကုန်တွေပါအခုအလုပ်သမားတွေတိုးတောင်းနေတဲ့လောက်ခလာစာဟာတစ်လလုံးပေါင်းရင်တော့သူတို့ထုတ်လုပ်နေတဲ့ Adidas ဖက်နက်တရံစာတန်ဖိုးမရှိတဲ့ပမာဏဖြစ်ပါတယ်တခြားဆက်ယုံတွေအနည်းဆုံးဒေးကျေးတောင်းရတာပါ OTG 2100ရမှန်ကျေး6000တခြားဆက်ယုံတွေအလောက်ရပါတယ်ညီမတို့ကဒေးကျေး9000နေရာ အစိုးရထောက်ပံ့ကြေး2000လစဉ်စီစံစားထောက်ပံ့ကြေး400အခုထပ်တိုးပေးရက်900စုစုပေါင်း1500ပဲရတာပါညီမတို့ကတော့စက်ပြဖို့ရွေးချယ်ထားပါတယ်900တိုးတာကညီမတို့အပင်ပန်းခဏနဲ့မတန်ဘူးထင်လို့ပါချင်းဆက်ရုံဝင်းရှိကိုမေလ19ရက်နေ့မနက်ပိုင်းမှာ ရဲနဲ့စစ်သားတွေရောက်ရှိလာကနေ့လယ်ပိုင်းမှာပြန်ဆုတ်သွားခဲ့ပြီးဆန္ဒပြပွဲကိုတစုံတရာဖိအားပေးတာမျိုးတော့မရှိသေးဘူးလို့အလုသမားတွေကဆိုပါတယ်။အလုသမားတွေဟာမေလ14ရက်နေ့ကလေးကဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပြီးအခုဆိုရင်6ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။